ငယ်ရအောင်အားလုံးမင်္ဂလာပါရှင်ဒီနေ့ vlog လေးကဆိုရင်ထိုင်းအစားစားသွားစားမဲ့ vlog လေးပါရှင်ငါအချင်းချင်းဆက်ဆက်ကလေးရဲ့ထိုင်းကစွန်ရွက်ကြမမွှေးလေးရဲ့ကြွကြွရွရွလေး ဖယဲတိဖြော်ရေလေးရင်နော်တိတာက self like ယူတာမလို့စေကတတတတဖြစ်ပါတယ်ရှင်စားကြပါအောင်တဲလို့ရင်မွမွေးလေးနဲ့ချိုချင်ဆက်ကလေးပါငါအသားကလည်းနူးညံ့ပြီးတော့အရန်လည်းမွေးတာပါရှင်အားရပါရစားတော့မယ်နော်တဲလို့ရင်ကစွန်းရွက်ကလေးကလည်းကြွကြွရွရွအရန်က ုံမှန်အားဖြင့်ထိုင်းဆိုင်တိုင်းမှာငါးချိုချင်းဆက်တပွဲကိုပွဲ40လောက်ရှိပါတယ်နော်ခုကနှင်းကအသွဲလိုက် safe flight ယူတာမလို့ဈေးကချိုပါတယ်ရှင်အခုနှင်းစားနေတဲ့ Thai food stuff လေးပါရပါလဲဆိုတော့ငါးပေါင်းချင်းဆက်တပွဲရဲ့ကစွန်ရွက်ချိုတပွဲရဲ့ခမဲအဖြူနှစ်ပွဲရဲ့အချိုရည်ကိုနှစ်ခွက်ရဲ့ တာတွေအားလုံးက90ဆွန်းဆွန်းလောက်ပဲเนาะ94 ringgit တဲ့เนาะတကယ်လို့ကိုက subflight မျိုးပဲနဲ့တပွဲချင်းစီဝယ်စားမယ်ဆိုရင်တရားနီးပါတန်ပေါ့เนาะဒါပေမဲ့ subflight စားရင်တော့ပို့ပြီးတော့ဈေးတန်တယ်ဈေးတန်တန်လေးနဲ့အရန်စားကောင်းနေရှင့်ငါအသားလေးကဆိုအိအိလေးနဲ့အရန်မွေးနှင်းကဟင်းရွက်လုံးဝမကြိုက်တဲ့သူဖြစ်တာမလို့ဒါပေမဲ့လေကိုကဆက်ဖနာယူတာမလို့လေဟင်းရွက်ပါတယ်ကစုံရွက်ပါတယ်မလို့မဖြစ်မနေတော့စားရတာပေါ့နော် free ရတဲ့အနေနဲ့ပေါ့နော်ပုံမှန်ဝယ်စားမယ်ဆိုရင်တော့20လောက်ရှိတာပေါ့နော်မစားရင်လည်းအလကားဖြစ်သွားမှာမဖြစ်မနေဒီဗလော့လေးကဟင်းရွက်စားလိုက်ပါလိမ့်ရှင်။ဒါပေမဲ့စားကောင်းပါတယ်ဟင်းရွက်ကစုံရွက်ရောငါးပေါင်းထက်မှပါတဲ့အသီးရွက်တင်ရောအားလုံးစားကောင်းတယ်။တန်လားလို့မေးရင်တန်တယ်လို့ပြောရမှာနော်။ဘာဖြစ်လဲဆိုတော့တရနီးပါးတန်ကို90ကျော်စွန်းစွန်းလောက်ပဲရတာပေါ့နော်။ငါချင်းစက်ပေါင်းကောင်းကောင်းတပွဲနဲ့ကစုံရွက်ကျော်ကောင်းကောင်းလေးတပွဲရဲ့အချိုရည်ကောင်းကောင်းနှစ်ခွက်နဲ့ မင်းဖြူစံမှုမွေးလေးနှစ်ပွဲရတာပေါ့နော်အရန်လဲတန်တဲ့အရန်လဲစကားလို့ရှိဒါကနှစ်ရက်ကောင်လေးအချိုရည်ပါလူတောက်တာပါသူ့ချိုရည်ကဆိုရင်လိုင်ချီအတီးလိုမျိုးအတီးလိုက်ခဲ့ထားတဲ့အရန်လဲတောက်လုတ်ကောင်းနေရှင်